အားလုံးမင်္ဂလာပါကျွန်တော်တို့ Chelsea 4ရောနဲ့ပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့ကတော့ Jamie Kitten အကြောင်းပြောအောင်ပေါ့နော် Jamie Kitten ကကျွန်တော်တို့ Chelsea ကိုတည်ဝင်ရောက်ရှိနေတာမျိုးတော့မဟုတ်သေးဘူးပေါ့နော်အဲဒါပေမဲ့ရောက်ရှိဖို့တရားသလောက်ရှိတဲ့ကတ္တသမားတယောက်ဖြစ်တဲ့နောက်ဆုံးသတင်းနေရာဆိုရင်ဒါ Jamie Kitten ပေါင်း55တန်းနဲ့သဘောတူညီမှုရခဲ့ပြီဆိုပြီးတော့ဟိုပြောသွားတာရှိတယ်ပေါ့နော် Jamie Kitten ကဒီ Derin Academy တွေဖြစ်တဲ့16နှစ်မှာတော့ Manchester City ကိုပြောင်းသွားတယ် Manchester City ရဲ့တစင်တီ Dortmund ဟိုဆက်ပြီးခီးနေနေပေါ့ဗျာတော့မှမတော့ကောင်းကောင်းခြေစွမ်းပြတယ်တော့မှလည်းဒီလိုလူငယ်ချစ်တဲ့ကလေးတွေကိုဒီအယောင်တင်တဲ့နေရာမှာဆရာကြတယ်ပြီးတော့ပြန်ရောက်ထုတ်တဲ့နေရာမှာလည်းဆရာကြတယ်ပေါ့နော်ဆိုတော့ဒီလိုနဲ့မနစ်ကဆိုရင်ဒါအချမိကစ်တန်ကကောင်းကောင်းခြေစွမ်းပြပြီးတော့တော့မှရဲ့ဘယ်ချမ်းတချမ်းလုံးကြီးကိုနေရာယူ ကစားတယ်ပေါ့ဗျာနေရာယူတိမ့်ပိုက်လိုက်တယ်ဒီနေရာမှာကျွန်တော်တို့ဥရောပရဲ့အသင်းကြီးတွေကစိတ်ဝင်စားတယ်ဒါဒါကျွန်တော်တို့မြင်သာထင်သာရှိရဆိုတာဘိုင်ယန်တို့ချက်စီတွေပေါ့ဗျာချက်စီကတော့ဒီစိတ်ဝင်စားတယ်ဆိုတော့အစ်စ်တဲ့ကြုံလုံပြီးတော့အာတန်းလန်းနေပေါ့နော်တော်မွန်ကိုကျွန်တော်တို့နှစ်ချိန်တိတိတန်းလန်းနေဒါပေမဲ့တော်မွန်ကနှစ်ချိန်တလုံးကိုပယ်ချတယ်ဒီကြိုက်ကြီးမရှာလို့ပေါ့နော် ပဲချတဲ့အနေထားမျိုးမှာချက်စီဘက်ကမာပြူအမြောက်ကျွန်တော်တို့ပြန်ပြီးတော့ခင်းကျင်းတယ်ဘယ်လိုလဲဆိုတော့ကာသမားကိုစီးယုံလိုက်တယ်ကာသမားကအာချက်စီမှချက်စီဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးနေထားမျိုးမှာဒေါမွန်နေနဲ့အာခေါင်းကြီးယုံကလွဲလို့မရှိတော့ဘူးပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒေါမွန်နဲ့အသေးစိတ်ချက်လက်တွေဆွေးနွေးနေတဲ့ဒီလိုမျိုးအဆင့်ကိုရောက်ခဲ့တယ်ကာသမားကမဟိုချက်စီမှချက်စီဖြစ်တာလားဆိုတော့မဟုတ်ဘူးဗျဒီချက်စီကလည်းကာသမားမှဒီကစ်တန်မှကစ်တန်ဟိုဖြစ်တဲ့အနေထားမျိုးထိ ဖြစ်သွားတယ်ချက်စီရဒီတောင်မကစားသမားတွေကိုတောက်လျှောက်ဆိုလို့စိတ်ဝင်စားတဲ့အောင်ပြခဲ့ပြီးမဲ့လည်းဒီတယောက်တည်းကိုပဲကျွန်တော်တို့ကန့်လန့်ခဲ့တာဖြစ်တယ်ဥမာခါနာချူတို့ဒီဂျူဗင်တက်ကရီတက်တို့ဆိုတော့ဒီလိုကစားသမားတွေကိုတရားဝင်ကန့်လန့်တာမျိုးတွေမတွေ့ရအောင်ဆိုတော့ဒေတာမကိတန်ဖြစ်ရတဲ့အကြောင်းအရာဘာများဖြစ်မလဲပေါ့နော်။ဒါညီကိုရိုနာတူတူသုံးသက်ဆွေးနွေးကြည့်အောင်။ကိတန်နေနဲ့ချက်စီကိုနောက်ရာသီမှာဘယ်လောက်ထိကူညီပေးနိုင်မလဲပေါ့။ကိတန်ကတော့ဒါမနစ်ကရာသီမှာတောင်းပန်အတွက် အပြိုင်ပွဲဆုံး29အတွင်းနဲ့5ခုဖန်ပြီးတယ်ပေါ့ဗျာဒီတောင်မကစားသမားတယောက်အနေနဲ့ကြည့်မယ်ဆိုရင်တော့ဒီပမာဏကလည်းမနေတဲ့ပမာဏပဲကျွန်တော်တိုက်တိုင်လုံအောင်တဲ့ပမာဏလို့ပြောလို့ရတယ်ပြီးတော့ဒီပမာဏကလည်းဒါမနစ်ကချက်စီးတောင်မကစားသမားတွေထဲစာရင်တော့ပို့ပြီးတော့ဟိုတားတဲ့ step ဖြစ်တယ်ဆိုတော့ဒီလိုပြောရင်တော့ဖြတ်တောက်မှုတော့ရှိမယ်တော့မထင်ဘူးပေါ့နော်ဒါကြောင့်လဲဆိုပရီးမီးယားလိနဲ့ဒီဂျာမန်ဘွန်ဒန်လီကာရဲ့အခြေအနေကမတူဘူးပေါ့နော်ပရီးမီးယားလိကပုံပြပေါက်ကွဲရပြင်းထန်တယ်တပန်သစ်အရှင် ပေးတဲ့အခါမှာလည်းအလုံးလုံးလောက်ပေးနိုင်တယ်ပေါ့နော်ဒါမျိုးတော့ဟိုကွာတယ်ဆိုတော့ဘုနာဒီကမှာတမန်ကလာသမားတယောက်ကခိုးသွင်းတာကပုံမှန်ပုံစံမျိုးဖြစ်နေတာမျိုးတွေ့ရတဲ့အနေအထားမျိုးတော့နည်းနည်းတော့ list အအခြေအနေရပေါ့နော်ဒီအခြေအနေရတော့ဟိုဒီကျမကဒန်နေနဲ့ဒီပရီးမီယာလိမှာဘယ်လောက်ထိလုတ်ပြနိုင်မလဲဆိုတာကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ့်အနေအထားပေါ့နော်ဆိုတော့မာတစ်ကာနေနဲ့ဒါမနစ်ကဆိုရင်လည်းဒါတမန်ကလာသမားတွေကိုကျွန်တော်တို့ဟိုအပြုတ်ပြီးတော့အသုံးပြုတယ်အာဒါပေမဲ့ တယောက်မှအဆင်ပြေရမျိုးမတွေ့ရဘူးပေါ့နော်မနေ့ကဆိုရင်ဒါကျွန်တော်တို့ mefiu overload တင်တယ်အပြင်ဒီ sp တွေခြားမှာနေရာဝင်ယူစီပြီးတော့ဒီတောင်မန်ကို width ကိုကျေအောင်ချဲ့တယ်ပေါ့ဗျာကျေအောင်ချက်ပြီးတော့ဒီတောင်မန်ကသမားတွေကိုအပြုတ်ပြီးကစားပေးမယ်လေတောင်မန်ကသမားတယောက်မှကျိုးသားအထုံးမှုကမလုံလောက်ခဲ့ဘူး။အာကျွန်တော်အရေးချင်းအရာတော့ကျွန်တော်မပြောလို့ပေါ့နော်။ဒါဂျေရန်ဆန်ကျိုးလို့ဆိုရင်လည်းအရေးချင်းရှိတဲ့တောင်မန်ကစားသမားတွေဖြစ်တယ်။ဒီမာရယ်ကေလို့ဆိုရင်လည်းတယ်လနက်အပြည့်ရှိတဲ့အဲကစားသမားတွေ ဖြစ်တယ်ဒါပေမဲ့စူးစမ်းအထုတ်မှုရမလုံလောက်ဘူးလို့ကျွန်တော်ကအာတုံးသက်ချင်တာဖြစ်တယ်ပြောချင်တာဖြစ်တယ်မတ်စကန်နီနဲ့လည်းဒါအမျိုးမျိုးပေါ့နော်ဟိုစံစပြီးတော့တောင်မကလာသမားတွေကိုအအဂရိတ်လုပ်ပေးမယ်လဲအအဆင်မပြေဘူးပေါ့နော်ဒီ time ratio ဟိုကိုသုံးမဲ့သုံးမြန်တော့လည်းဒါ time ratio ကလည်းဒါလူငယ်သမားတယောက်ဖြစ်တဲ့အတွက်ဟိုသူ့အနေနဲ့ experience အရာ လုံလောက်တဲ့ impact ကိုကျွန်တော်တို့အသင်းပေါ်မှာမပေးနိုင်ဘူး။ဆိုတော့မနစ်ကလာဂျေဒန်ဆန်ချိုကိုအသုံးပြုတယ်ဗျာဂျေဒန်ဆန်ချိုအသုံးပြုပေမဲ့လည်းဒါဂျေဒန်ဆန်ချိုကအဆင်မပြေဘူးဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်။ဆိုတော့ဟိုသူ့အနေနဲ့ ်ဟောဘလုံးကင်ထားလွှဲရင်ဘာမှမတက်နိုင်ဘူးနောက်ပြန်ပေးတယ်ဘေးလိုက်ပေးတယ်ပေါ့ဗျာအာဒါမျိုးအခြေအနေမျိုးပဲသူ့အနေနဲ့တက်နိုင်တယ်ပေါ်ကယ်ရင်းလည်းမကောင်းဘူးဒီပေါ်တောင်မကသမားတွေလိုရမယ့်အလုပ်တွေပေါ့နော် across board တွေဆိုလဲဒါမထွက်ဘူးဒီကင်ဆိုင်ဝင်တန်တဲ့အလုပ်တွေဆိုရင်ဒါရက်လက်ချိုးရည်လို့ရတဲ့အနေအထားမျိုးသူ့လိုအည်သွေးမျိုးနဲ့ဆိုရင်ဒါဒီချက်ပိုကောင်းတဲ့ impact ကိုပေးရမယ့်အစား အဒီကသမကပြင်းနေပေါ့ဗျာ defensive action နဲ့တော်တော်အားနေတဲ့ပုံစံမျိုးတွေ့ရတဲ့အတွက်အဆိုဂျေရန်ဆန်ချိုအဆင်မပြေတဲ့အပေါ်မှာဒါညီပြအန်ဆိုမာစကာအဖြေရှာလိုက်တာပါလို့ဆိုမာရိုကေးကိုကျွန်တော်တို့ဘယ်တော်မှပူရတဲ့အခြေအနေမျိုးတွေရောက်သွားတယ်မာရိုကေးကလည်းကျွန်တော်တို့ဘယ်တော်မှမှာတော့သူ့ရဲ့ဒီအသက်နဲ့ပတ်မဟုတ်တဲ့ခါတော့ကျွန်တော်တို့လုံးဝအဆင်မပြေဘူးခရော့လည်းမထွက်ဘူးဒီကျွန်တော်တို့ defensive action လည်းကောင်းကောင်းမပေးနိုင်ဘူးဗျာဒါဒါမနိကဆိုရင်ဒါကူရယ်လာ တက်ထောက်တာတော့မှာတာသူ့အနေနဲ့ဟိုကောင်းကောင်းအလုံးမလုံးနိုင်တဲ့ပွဲတွေတပုံကြီးဖြစ်တယ်ဆိုတာဒါမာရိုကေကိုအပြစ်တင်တာမဟုတ်မာရိုကေနဲ့သူ့နေရာမဟုတ်ဘဲနဲ့ကစားနေရတာဖြစ်တဲ့အန်ဒါပါဖောဖြစ်တာကိုနားလည်ပြီးလို့ရတယ်အနိကဒီတက်ဆီထရိုင်ဟိုမှာဆိုရင်ပြန်ပြန်တွေးကြည့်ရင်ဂျက်ဆင်နတ်တိုမာရိုကေဂျီရန်ဆန်ချိုးကူပါမာတယောက်မှကုနေရှိမိနေတယ်လို့ မခံစားရဘူးဗျာတယောက်မှလည်းဒါ crow control ထွက်တဲ့ crow တွေကလည်းတိကျမှုတော်တော်အားနေတာကိုတွေ့ရတယ်ဒါမနစ်ကရာသီတရားကြီးလုံးမဆိုရင်တပွဲပြန်မြဒီမာရူကေရဲ့ crow ဆိုရင်2.3ပဲရှိရဆိုတော့ဒီနေထိုင်ရဗျာမနိုင်မြောင်းရင်ဟိုတော်တော်စူးစူးဝါးဝါးလို့ပြောလို့ရတယ်တပွဲပြန်မြ2.3 crow ဆိုရအဲ့တော့မကဲမတယောက်တည်းမဖြစ်တဲ့အနေအထားမျိုးဖြစ်တယ်ဒီလိုအနေအထားမျိုးကဒါဂျမီကင်တောင်ခေါ်ဖို့ဖြစ်လာတာပဲဆိုတော့ ပြောရရှိတာပါလို့ဆိုတော့ဂျမီကင်တန်ကိုခေါ်လိုက်တော့ကျွန်တော်တို့အသင်းကအဆင်ပြေသွားမှာလားဆိုတဲ့မေးခွန်းဖြစ်တယ်အဆင်ပြေသွားတာမျိုးတော့ဟုတ်ချင်မှာတော့ဟုတ်လိမ့်မယ်ဒါပေမဲ့ဟိုအချိန်ယူလိုက်ရင်တော့အထက်တက်တစ်ခုထိတော့အဆင်ပြေသွားမဲ့ပုံစံမျိုးဖြစ်နိုင်တယ်ဆိုတော့ပြောရရင်ဒါဂျီဒီဂျမီကင်တန်ကကျွန်တော်တို့တောင်ပန်ကစားသမားတွေတက်ပူတာတဲ့ဒီ impact ကိုအကောင်းအပေးနိုင်လိမ့်မယ်ဂျမီကင်တန်ဝမ်ပတ်စဝမ် situation နဲ့မှာဆိုရင်ကောင်းကောင်းဟိုကြော်တယ်ပေါ့ဗျာအဲကဲ့ inside ပြန်ပြီးတော့ ကန်နိုင်တယ်ဆိုတော့မနစ်ကရာဒီမှာဆိုဒီဗယ်လင်းပေါ့နော်ဒီဗယ်လင်းလုပ်တဲ့အပိုင်းမှာဆိုရင်ဒါပွန်ဒလီကာရဲ့အကောင်းဆုံးကစားသမားတစ်ယောက်ဆိုပြီးတော့ကျွန်တော်စီးငွေနာကိုတွေ့ရတယ်ဒီကက် inside ဝင်ကန်ဝင်ပြီးတော့ကတ်နေအလုံးနေမှာဆိုရင်လည်းဂျမီကစ်တန်ကအပပြင်းထန်တယ်ဗျအပပြင်းထန်တဲ့အပိုင်းမှာဆိုရင်ဒါဂိုးသမားတွေဖမ်းဖို့တောင်မှမတက်နိုင်တဲ့အနေအထားမျိုးငုတ်တုံးမိသွားတဲ့အနေအထားမျိုးတွေတောက်လျှောက်ဆိုလို့တွေ့ရတယ်ဟဲ့ဆိုတော့ ဟိုတောင်ဝန်ကသမားတွေရဲ့အလုပ်ဖြစ်တဲ့ဒီ crop war တွေလည်းကျွန်မကတန်စီမှာထွက်တယ်ဆိုတော့မနေ့ကရာဒီမှာဆိုရင်ဒီလိုမျိုး crop war တွေဟိုထွက်ဖို့ဟာဒီကျွန်တော် area ပေါက်ထဲမှာအသင့်နေရာယူထားတဲ့ကသမားတွေရဲ့ main မောနေလောက်အောင်ဒီကောသာဆောင်ရတဲ့အနေအထားမျိုးဖြစ်တယ်ဆိုတော့ကျွန်မကတန်ရောက်လာခြင်းပေါ်မှာတော့ဒါတွေကတော့အော်တော့ဖြစ်လာမယ်ပေါ့ဗျာကျွန်တော်တို့ဒီကျွန်မကလည်းကဒီတူတန်နဲ့ညာနဲ့ရင် crop တင်တဲ့မျိုးမဟုတ်ဘဲဒီဘယ်နဲ့လဲပြန်ပြီးတော့ ဒီ6ခိုက်စီတဲ့ရောက်အောင်ဒီကျွန်တော်တို့ cross တင်နိုင်တယ်ဆိုတော့ဒီနေသားမျိုးကိုဖြည့်ရှင်းမှုကျွန်တော်တို့အသင်းမှာလုံလုံလောလောရှိတယ်ဗျာဒီ endopanental လဲအိဒီယာဘောက်ထဲဝင်ဝင်ပြေးတာမျိုးကြီးအဲရှိတယ်အခုကျွန်တော်တို့တစ်ခေါ်ထားတဲ့ liye ဒီလက်ကလည်း6ခိုက်စီတဲ့ကိုအကုန်လုံးအလုံးလုံးနိုင်တယ်တက်စီမှုဖြစ်တယ်ပြီးတော့ကိုပါမှရှိတယ်ဗျာဆိုတော့ အာဒီလိုနေသားမျိုးတွေရှိရတဲ့တဲ့မနေ့ကရာဒီမှာဆိုရင်ဒါ crop war တွေမထွက်တဲ့နေသားမျိုးဒါကိုဂျမီကစ်တာကောင်းကောင်းဖြည့်ရှင်းပေးလိမ့်မယ်ဆိုအန်ဆိုမာရစ်ကလိုချင်တာလည်းဒါဖြစ်နေမယ်ဒါဆိုရင်ဒါညီကိုလည်းမြင်သာလိမ့်မယ်လို့ထင်တယ်ဂျမီကစ်တန်ကိုဘာကြောင့်ခေါ်လဲပေါ့နော်ဂျမီကစ်တန်ကကျွန်တော်တို့အသင်းကိုဘလောက်ဒီအကျိုးပြုမလဲနောက်တစ်ခုကဘာလဲဆိုဂျမီကစ်တန်က defensive action ကောင်းတာပဲမခိုးမကပဲကစားရတယ်ကျွန်တော်ကွင်းဝင်စီကံပိုင်းမှာတော်တော်အားတာတဲ့ကစားသမားတယောက်ဟိုဖြစ်တယ်လို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်တို့အသင်းမှာဆိုရင်ဒါ ဘယ်သူမှကျွန်တော်တို့နောက်နောက်ဆင်းပြီးတော့မကူရတဲ့ကစားသမားဆိုတာမရှိဘူးကျွန်တော်တို့ဒီစူပါစတာလို့ပြောလို့ရတဲ့ကူပါမားတောင်မှ defensive action မပေးရင်ဒီပြားကမကြိုက်ဘူးပေါ့နော်ဒါတွေကိုဟိုဂျမီကစ်တန်ကဟိုကောင်းကောင်းအလုံးလုံးနိုင်တယ်လို့ပြောလို့ရတယ်ဗျာဒါမနေ့ကယာဒီမှာဆိုရင်လည်းဒါသူ့အနေနဲ့တောင်မှကစားသမားတယောက်ဖြစ်တာတောင်မှဒါ defensive action step တွေမှာတော်တော်မြင့်တဲ့ပမာဏကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီဟာတော့အဇူမာစကာဒီပြားရဲ့အကြိုက်အာ ကစားနိုင်တဲ့အနေအထားမျိုးကြောင့်ပေါ့လားဂျာမီကစ်တန်ကျွန်တော်တို့အသင်းကိုဒီနေရာမှာကူညီပေးနိုင်တယ်လို့ပြောလို့ရတယ်ဆိုတော့အသင်းဘက်ကလည်းသူတို့ရဲ့ master plan ရဂျာမီကစ်တန်ဟာလုံလောက်တဲ့ဟိုကစားသမားတရားဟုတ်ဖြစ်တယ်ရေရှည်အတွက်လည်းအဆင်ပြေတယ်ရေတူအတွက်လည်းအဆင်ပြေတယ်ဒါကြောင့်မို့ဂျာမီကစ်တန်ကိုခေါ်တယ်ပေါ့ဗျာဘာလို့ဖြစ်ဖြစ်ကျွန်တော်တို့ဟိုဒီကစားသမားတော့ရောက်လာပြီပေါ့နော်မှန်တယ်ပြောရင်တော့ကျွန်တော်ကဒီကစားသမားကိုအရင်ကြီးတော့ဟိုမကြိုက်ဘူးဒီဘွန်ဒက်လီကာမှာအင်္ဂလန်ကစားသမားခြေသွမ်းပြတယ်ဒါကထူးဆန်းတဲ့ အနေထားမျိုးတော့မဟုတ်ဘူးလို့ကျွန်တော်ကယူဆတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ကတော့တိတ်ပြီးတော့ဟိုကြိုက်တဲ့တဲ့တော့မပါဘူးဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဟိုရောက်ရှိလာရေးဖြစ်တဲ့အတွက်အားပေးရမှာဖြစ်တယ်ဆိုတော့နောက်ရာသီမှာအာကျွန်တော်တို့ချန်ပီယံဒန်စီကဘလောက်ဒီမျိုးလင်းလို့ရမလဲဒီကိုတို့အမြင်လေးတွေလည်းခုမှမမချက်ပေးကြပါဘူးအားလုံးကျေးဇူးတင်ပါတယ်ညီကို